ဦးမင်း online ကိုယ်တိုင်လည်းနားလည်ရမှာဖြစ်တယ်เนาะအကျွေးရှိရတဲ့ဒီဝါလီခန္ဓာဟာမတူခြင်းနှစ်ခုကြားထဲမှာတော့အဲ့ဒီ UC လည်းနားလည်သင့်တယ်ဦးမင်း online လည်းနားလည်သင့်ပါတယ်အကျွေးကခမားတို့ကျွန်တော်တို့မြန်မာနိုင်ငံမပြောပါနဲ့အမေရိကန်နိုင်ငံလည်းအကျွေးရှိပါတယ်เนาะအကျွေးရှိတယ်တရုတ်လည်းအကျွေးရှိမှာပဲအဲ့တော့အကျွေးကတော့နိုင်ငံတိုင်းရှိတယ်အကျွေးဘာကြောင့်ရှိရလဲ စီးပွားရေးသမားနဲ့အကျွေးနဲ့ကဘယ်တော့မှမကင်းပါဘူးနော်အကျွေးကင်းတာဆိုကျွန်တော်ပဲရှိရကျွန်တော်ကျွေးမရှိနော်အကျွေးဆိုကျွန်တော်ကတိတ်ပူတဲ့မျိုးအဲဒါအာဟောကောင်းလဲအဲဆိုလို့ကျွန်တော်ကတော့အကျွေးရှိကြပါတယ်အကျွေးရှိတဲ့အကျွေးရှိတဲ့ဒေဝလီခန္ဓာနဲ့မတူဘူးအဲ့တော့ဥမာဖြစ်ကျွန်တော်ဘုဒ္ဓတာအနေနဲ့ပြောပြမှာပေါ့နော်မိုက်ကယ်ဂျက်ဆင်မတိခင်ကအကျွေးတန်း၄၀၀ရှိတယ်ตาลีอ่ะจังหวะตู้ก็อถินเตยดาบ่เปียเนาะโหอถินเตยดาหมอบ่โหละคอมตู้อถินเนเนเลบ่โหเอ่อ အကျူနာတတ်မိတာပေါ့ဗျာနော်ဂယူနာတတ်မိတဲ့ပုံစံမျိုးတွေရှိတယ်ဟာအကျွေးတန်းလေးအောင်မှသူတင်နေတဲ့ပွဲလည်းမကနိုင်ကျမ်းမာရည်လည်းမကောင်းမိုက်ကယ်ဂျက်ဆင်ကတော်တော်ရုန်းကန်ခဲ့ရတာဟုတ်ဒါပေမဲ့တိတ်မကြောက်မိုက်ကယ်ဂျက်ဆင်တည်သွားတယ်တည်သွားတဲ့ခါမှာမိုက်ကယ်ဂျက်ဆင်ရဲ့ပိုင်ဆိုင်မှုကိုကြည့်လိုက်တဲ့ခါမှာရှိတာအကျွေးတန်းလေးရာသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးအားလုံးဟာအကျွေးအဲအကျွေးတောင်ဖြစ်ပါတယ်ကျွန်တော်တို့ပိုင်ဆိုင်မှုကတန်း၄တောင်ရှိတယ်အဲ့တော့မိုက်ကယ်ဂျက်ဆင်လိုပုံကောင်မျိုးအကျွေးနဲ့မกินဘူးအဲ့တော့အကျွေးနဲ့မกินတာလေးတစ်ခုနဲ့ပေါ့ဗျာနော် ဟိုဘယ်လိုခေါ်မလဲဒေဝါလီခံပလိုက်တော့ဒါတမျိုးပေါ့ဗျာဒေဝါလီခံတဲ့သူတယောက်ဆိုတာကအဲဒီလူတယောက်ကလုံးဝမဆက်နိုင်တော့ပါဘူးဆိုပြီးတော့ဟို bankrupt ဆို bankrupt လုပ်လိုက်တာပေါ့အဲလိုမျိုးလုပ်တယ်ဒေဝါလီခံလိုက်တဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒါ UEC အနေနဲ့အရေးယူတာ၄အရေးယူတာ၄ဒါမျိုးပေါ့ကိုယ်စလဲအဖြစ်နဲ့လက်မခံတာ၄ဒါကတော့ဖြစ်တင်ပါလေဒါပေမဲ့တော်သက်သက်ကိုင်းကိစ္စကတော့ကျွန်တော်လေ့လာမိသလောက်ဆိုလို့ရှိရင်တော့သူက bankrupt bankrupt ဆိုတဲ့ဒီဒေဝါလီခံထားတဲ့ သူပုံကိုတရားမဟုတ်တဲ့အတွက်ကြောင့်မို့လို့အကျွေးရှိတဲ့သူတိုင်းပေါ့နော်အကျွေးရှိတဲ့သူတိုင်းရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟေ့ဆိုလို့ရှိရင်မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိပါဘူးမြန်မာနိုင်ငံမှာအခုလက်ရှိတင်နေတဲ့အကျွေးတွေအများကြီးရှိတယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ LDC ပေါ့ LD ဆိုတာ LDC ဆိုတာကကျွန်တော်တို့အဲကပအစင်းရဲဆုံးပေါ့ဒီဝါလီခံလိုက်တဲ့အခောက်တွေရှိတယ်လေအဲ့တော့အဲ့ဒီအဲ့လိုမျိုးနိုင်ငံမျိုးတော်မှဒီကျင်းပပိုင်ခွင့်ရှိတာပဲဗျာနော်အဲ့တော့ အကျွေးရှိတာနဲ့ဒေဝါလီခံတာနဲ့မတူပါဘူးဒေါ်သက်သက်ခံကိစ္စဟာဒေါ်သက်သက်ခံတာဒေဝါလီခံလိုက်တဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်တော့ UVC ညင်းပိုင်ညင်းပယ်ပိုင်ခွင့်ရှိပေမဲ့အကျွေးရှိတာဟာကျွန်တော်တို့ဒေဝါလီခံတာမဟုတ်တဲ့အတွက်ကြောင့်မို့ဒီကိစ္စကလုံးဝမဖြစ်သင့်ပါဘူးဗျာနော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးလောကဒီလိုပဲလေ opposition researcher ရှိရှိတာဟုတ်ဆိုလို့ကျွန်တော်နိုင်ငံတိုင်းမှာလည်းရှိတယ်ကိုနဲ့ရှင်ပြန်ရမယ့် ရှင်ပြန်ရမယ့်ကိုယ်စလဲအပြော့ကွက်တွေကိုလိုက်ရှာပြီးတော့ကိုလောက်ရတာဟုတ်နော်လိုက်ရှာတာရှာတဲ့ခါမှာတော့ဒါကနိုင်ငံရေးလှုပ်ကြံတက်ဖြတ်မှုတစ်ခုပါပဲကျန်တာဘာမှကျွန်တော်မတွေ့ရဘူးအဲ့တော့ UEC ရဲ့စီးမြင်စည်းကမ်းနေအနေနဲ့ကလည်းလုံးဝဒီနေရာတွေမှာဟာတာတွေလိုမျိုးဖြစ်နေတယ်နော်နောက်တစ်ခုကပြိုင်ဘက်ပါတီရဲ့ဒီနေရာအဓိကကြည့်ရမှာပါလဲဆိုတဲ့ခါကျတော့သူ့ကိုဘယ်သူလှုပ်တယ်လဲဒါကတော့ သူ့ကိုဘသူကဒါမျိုးကြောက်ချတယ်လဲခြေထိုးခံတယ်လဲဆိုတာကျွန်တော်တို့ကြည့်ရမှာပေါ့ဗျာနော်အဲ့တော့သူကဘသူနဲ့ထိတ်တိုက်ရင်ဆိုင်ရမှာလဲအဲ့တော့သသခိုင်နေနေပေါ့နော်အဲ့သူသူ့ရဲ့ဒီမဲဆန္ဒနယ်မှာအဲ့တော့ကြည့်ပေါ့ဗျာနော်အဲ့တော့တူချုံကြီးပြောမယ်ဆိုရှင်အကျွေးရှိရာနဲ့ဒီဝါလီခန္ဓာနဲ့မတူပါဘူးနော် စီးပွားရေးသမားတိုင်းအကျွေးရှိပါတယ်နိုင်ငံတိုင်းအကျွေးရှိပါတယ်အကျွေးရှိလို့ရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟေးဆိုရှင်မြန်မာနိုင်ငံမှာအခုလက်ရှိတင်နေတဲ့အကျွေးကတရုတ်စီမှာတင်နေတဲ့အကျွေးတွေအများကြီးရှိတယ်နော်အခုအကျွေးတွေဆက်နေရတာမဆက်နိုင်မဲနဲ့တဲတာအတိုးပဲဆက်တဲ့အခြေအနေမျိုးတွေရှိရှိတဲ့အတိုင်းတိုင်းလည်းရှိနိုင်တယ်အဲ့အတွက်ကြောင့်မို့လို့အကျွေးရှိတိုင်းရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟေးဆိုလို့ရှင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရွေးကောက်ပွဲမကျင်းပတင်ပါဘူးနော်အဲ့တော့